အားလုံးမင်္ဂလာပါရှင်။အခုပြီးခဲ့တဲ့ match လ28ရက်နေ့မှာဆိုလို့ရှိရင်ဒါစကိုင်းမှာပေါ့နော်ငလေးလှုပ်ခတ်မှုအကြီးအကျယ်ဖြစ်ပွားခဲ့တယ်။အဲ့တော့စကိုင်းမြို့မှာဒါပျက်စီးဆုံးရှုံးမှုအခြေအနေတွေ၊ကယ်ဆယ်ရေးအခြေအနေတွေလက်ရှိဘယ်လိုမျိုးလုံဆောင်နေပြီလဲဆိုတာနဲ့ပတ်သက်ပြီးတော့စကိုင်းမြို့ကန်တယောက်ကိုဖုန်းဆက်သွယ်ပြီးတော့မေးမြန်းသားမှာပဲဖြစ်ပါရဲ့ရှင်။ Hello. Hello မောင်လေး။ဟုတ်ကဲ့။ဟုတ်ကဲ့။ဟိုအခုလက်ရှိစကိုင်းမှာလို့ကြားတယ်။ ဟုတ်ပါတယ်ဗျဟုတ်အဲစကိုင်းမှာလေဟိုအမပေါ့နော်ဒီစကိုင်းမှာအခုလက်ရှိဘလိုရေဖြစ်ပေါ်နေလဲပေါ့နော်ဒီပျက်စီးမှုအခြေအနေရောပြီးတော့ကယ်ဆယ်ရေးအခြေအနေနဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့မောင်းလေးကဒါမေးခွန်းလေးမေးမလို့ပေါ့နော်ဟုတ်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ရပါတယ်ဗျာကျွန်တော်တီးတလောက်လေးတော့တန်းနိုင်တော့ဖြေပေးပါမယ်ခင်ဗျာဟုတ်ကဲ့ရှင်အဲ့ဆိုရင်လေအခုစကိုင်းမှာပေါ့နော်လက်ရှိဒါငလျင်လှုပ်တာလေဒါ၃ရက်မြောက်နေတဲ့ကိုရောက်လာပြီဆိုတော့လေပျက်စီးမှုအခြေအနေတွေကဘယ်လောက်ထိရှိသွားပြီလဲ၃ရက်မြောက်နေရောက်လာပြီဆိုရင်ပထမရက်ကလှုပ်ခတ်တာတော်တော်များတဲ့အတွက်ပျက်စီးမှုနှုန်းကပေါ့ 80ရာခိုင်နှုန်းထက်တော့ပိုတော့မလာဘူးပြအဲအဲ့ထက်ပဲပေါ့အဲအဲ့ပျက်စီးမှုတွေအတိုင်းပဲဆက်သွားနေပြနောက်ထပ်လှုပ်တဲ့ငလျင်တွေကတော့ဟုတ်တာကြီးငလျင်အင်းအားမများတဲ့အတွက်ကြောင့်မလို့တော့ဟိုဒီကျွန်တော်တို့အဲ့ပြိုးတဲ့ထဲကလူတွေကိုကျွန်တော်တို့ဓာတ်ပေါ်တွေပဲဖြစ်ဖြစ်အသက်ရှင်နေသူတွေပဲဖြစ်ဖြစ်ကဲထုတ်ဖို့တော့နည်းနည်းအခက်အခဲလေးတော့ရှိနေပြီအခုလက်ရှိရောဒီကဲဆယ်ရေးတွေလာလုပ်နေရမျိုးရောရှိပြီလားဟုတ်တယ်ခင်ဗျာအခုလက်ရှိကြေးသေးလုံနေရလဲရှိပါတယ်ဗျ။ဟွာတချို့ဆိုရင်အဲဒဘော်ဒီတွေကအနမ်းထွက်လို့ တည်သေးလုံနေမယ်လေတချို့ဆိုရင်လူကိုယ်တိုင်မဝင်နိုင်တာတွေအဲ train လိုအပ်ချက်တွေကျွန်တော်တို့ဘဖိုးလိုအပ်ချက်တွေကြောင့်မကဲထုတ်နိုင်မယ်ねပြန်ဒီတိုင်းပဲထားထားလိုက်ရတာတွေလည်းအခုချိန်ကြီးရှိပါသေးတယ်ဗျရန်ကုန်ဘက်ကနေလာပြီးတော့ဖြစ်ကဲဆယ်ရေးလုပ်ပေးမယ်ဆိုလို့ရှိရင်ရောမောင်နှမဘက်ကနေပြီးတော့ဘယ်လိုမျိုးပစ္စည်းမျိုးတွေလိုအပ်လဲရန်ကုန်ဘက်ကနေကဲသေးလုပ်ပေးမယ်ဆိုရင်အမဟိုပါလေဟိုလိုအပ်တာတော့ကျွန်တော်တို့အဲ့ tight တွေကိုဖယ်ရှားပေးဖို့ပြတော့ကျွန်တော်တို့အဲ့အဓိကဆိုင်ရန်တွေကအကြီးကြီးတွေလိုအပ်တယ်ဗျအဲ့ဒါတွေဖြတ်တန်းမှုတာကကျွန်တော်တို့ကမှနည်းနည်းခက်ခဲရှိနေပါတယ်ဗျ ုတ်ကဲ့အဲ့ဆိုလို့ရှိရင်ဒီအခုဟိုဒီငလင်းလှုပ်ပြီးနောက်ပိုင်းမှာဒီဟက်စိတ်မရရှိမှုအခြေအနေရရောငလင်းလှုပ်ပြီးနောက်ပိုင်းမှာကျွန်တော်ငလင်းလှုပ်ပြီးသွားတဲ့နေရာစပြီးတော့ဗောဒီသခိုင်းမှာလက်တိုင်ပေါင်း300လောက်တော့ကျိုးသွားတယ်ဗျအဲပြီးတော့တရက်စစ်မီတာယုံနေလဲရှိသွားရဲ့အတွက်အဲပြောကြကြရတော့ကျွန်တော်ဒီတကြံပြီးနောက်ပိုင်းမှာပဲမီးတွေကပြန်ရနိုင်ပါမယ်ခင်ဗျကဲဆေးတွေလာလို့မယ်ပြီးတော့ပစ္စည်းလာလို့မယ်ဆိုလို့ရှိရင်လန်ခီးအခြေအနေရောအဆင်ပြေလားအခုကြားရတာဒီတံတားကလည်းဒါဖြတ်လို့တိတ်ပြီးတော့မလွယ်ဘူးပေါ့နော်အဲ့လိုမျိုးလဲကြားထားရလဲရှိလို့လေ တရားကျွန်တော်တို့တရားနှစ်ဆင်းရှိရပါဗျာ။အဟောင်းကတော့အမားတို့လည်းပြီးရဲ့ပြီးမယ်ထင်ပါတယ်။တော်ကြီးတော့ပျက်စီးပါပါကြာ။အတိတ်ကကျတော့ကျွန်တော်တို့အခုလက်ရှိအချိန်ကြီးကဟိုအရေးကြီးတဲ့အရေးပေါ်ကားတွေရဲ့တော့ဒီကယ်တဲ့ EC ပို့နေတဲ့ဟာတွေစာနေရိတ်ကပို့နေတဲ့ဟို light truck နဲ့ crew blue လောက်ပဲဖြတ်တန်းဝင်ပြည်ရရခင်ဗျ။ဟိုတခြားကားကြီးတွေကျတော့အနေနဲ့များတဲ့အတွက်ကျွန်တော်တို့ပြီးမဲ့ပြတ်တာတွေရှိပါတယ်ခင်ဗျ။ အခုဆိုလို့ရှိရင်ဒါသခိုင်းမာတာမြို့မှာပေါ့နော်တော်တော်လေးလေးအမောင်လေးခုနကလည်းပြောတာ80ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ပြောတော့လေဒီမျိုးသူမျိုးသားရဲ့အတွက်လိုအပ်တဲ့ဒီစေးဝါးတွေစားတောက်တွေရောဝယ်လို့ရမျိုးရှိလားသခိုင်းမာအဲဂျီနဲ့အစားတောက်စေးဝါးတွေကဝယ်လို့မရဘူးခင်ဗျာဘာလို့လဲဆိုတော့ဒီသခိုင်းမာရှိတဲ့စေးတိုင်းတွေတော်တော်များများအဲပျက်စီးပြိုတဲ့အထက်မှာအကုန်နီးပါးလောက်ကိုပါသွားတယ်ခင်ဗျာတက်နိုင်နေကျွန်တော်တို့နန်လေးကနေပို့ပေးတဲ့လူတွေရှိရယ်အဲဒါပေမဲ့တချို့အဲဒီတရားပြတ်မြရတော့ကျွန်တော်ရွှေကျက်ရက်ကနေမှတစင်း ဆက်လီတွေနဲ့ပို့ပြရည်လည်းရှိပါတယ်ဟုတ်အဲ့တော့ဒီလာလူမယ်ဆိုလို့ရှိရင်တော့ဘယ်လိုပစ္စည်းမျိုးအဓိကထားပြီးတော့လိုအပ်မလဲမသိဘူးဟုတ်လာလူမယ်ဆိုရင်ဗျဟုတ်ခုချိန်မှာကျွန်တော်တို့ကရေကအဓိကပို့ပြီးလိုအပ်နေတယ်ဗျနေရာတော်တော်များများကရေအခက်အခဲတော်တော်ဖြစ်နေရခင်ဗျဟုတ်ဒီမှာရှိတဲ့ရေဆက်ရုံနေရာလေသူတို့တိုင်နေတော့ဟိုစက်တီနဲ့မောင်းပြီးတော့ရေထုတ်ပြနေမယ်လေရေကမလောက်ဘူးပေါ့ဗျအဲ့လိုမျိုးဖြစ်နေပါတယ်ခင်ဗျဟုတ်အဖုန်းလိုင်းအခြေအနေတွေအင်တာနက်ရရှိမှုအခြေအနေတွေရော online ရှင်နေနာနဲ့ရယူမရဟုတ်ကဲ့ဒီမှာက OI2 တွေ MPD ကတော့လုံးဝလုံးဝ line မရပါဘူးခင်ဗျာဟိုဒီမှာအများဆုံးရတာတော့ my data line နဲ့ telino ပဲရရခင်ဗျာ telino ကတော့တစ်ခါတည်းတစ်ချက်ရလိုက်တစ်ချက်မရလိုက်ပါဟို my data ကတော့ညဆိုရင်တော့တိတ်ပြီး line မကောင်းဘူးခင်ဗျာ ဟုတ်ကဲ့ဟိုအခုဆိုလို့ရှိရင်ဒါငလင်ငယ်လေးလှုပ်မှာဆိုလို့ပေါ့နော်ဒီမန္တလေးတို့စကိုင်းတို့မှာဆိုလို့ရှိရင်ညာဘက်တွေကြားလို့ရှိရင်ဒါအပြင်တွေထွက်အိတ်နေရလို့ကြားရပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီမြို့သူမြို့သားတွေအနေနဲ့လေဟိုအဆင်မပြေတာမျိုးအဲ့လိုလိုအပ်ချက်ရှိနေရမျိုးရောဘာတွေရှိလဲမသိဘူးဟုတ်အဲ့အပြင်ထွက်အိတ်ရဆိုတချို့ဆိုဒီသူတို့ရဲ့အိမ်ညာတွေပြည်စည်းသွားတဲ့အတွက်အပြင်ထွက်အိတ်ရတော့သူတို့မှာလိုအပ်ချက်တွေကကျွန်တော်ချင်းအောင်နေရှိပါတယ်ပြီးတော့အိတ်ညာတွေရှိတယ်ခင်ဗျဟိုနေရာကင်းနေရတော့သူတို့တချို့အိမ်တွေမှာသူတို့အတိအိမ်တွေမှာဝင်အိတ်နေရတာလည်းရှိတယ်ခင်ဗျ ဟုတ်အဲအခုဆိုရင်ဒါငလျင်လှုပ်တာ3ရက်လောက်ရှိသွားပြီဆိုတော့မောင်လေးအခုနလည်းပြောရပေါ့နော်ဒီအနက်နေဆူဆူဝါထွက်တာမျိုးရှိတယ်ဆိုတော့အခုချိန်မှာဒါကယ်ဆယ်ရေးတွေလည်းဆက်ပြီးလုံနေသေးဆိုတော့လေဒီအသက်ရှင်နိုင်တဲ့သူတွေရောထွက်လာနိုင်ကြည်အဲ့မျိုးရောရှိလားဟိုအတန်လေးဟိုပျို့ချသွားတဲ့ဒီတိုက်ပုံတွေရှားရဲရနေပါအော်တန်တွေပါတွေအခုညီတောင်းတဲ့အတန်တွေမျိုးကြားရတာမျိုးရောရှိလားဟုတ်အခုလက်ရှိလောလောဆယ်ကတော့အသက်ရှင်နေသူကတော့ ရာဂိုင်းတော့အရန်နှဲသွားပြီခင်ဗျာ double ဒီအလောင်းလေးကိုပဲကျွန်တော်တို့ရှာတွေ့ဖို့ရာဂိုင်းတော့များပါပြီခင်ဗျာ double ဒီအလောင်းလေးကလည်းရက်ကြနေပြီဆိုတော့တချို့ဆိုရင်ပဝန်းညာပုံနဲ့ရလို့ဟိုတစ်ချက်လာကြည့်ပေးပါအောင်ဆိုပြီးတော့ကျွန်တော် update တရင်းနေသွားယူရတာတွေလည်းရှိတယ်။ပြီးတော့ရနိုင်လောက်ခေတ္တကြီးတွေထုတ်ထုတ်ပြီးတော့ဟိုမရနိုင်တဲ့ဟာတွေဆိုလည်းကျွန်တော်တို့စိတ်မကောင်းတာနဲ့ပြစ်ထားခဲ့ရတာတွေလည်းရှိပါတယ်။ ဟုတ်အဲ့လိုမျိုးဒါ dead body တွေကိုဒါထုတ်လာပြီးအခါကျတော့ဒါတိတ်ဆုံးတဲ့သူလည်းများနေပြီပေါ့နော်အဲ့လိုဆိုရဲအခါကျတော့ဒီဒီဟိုတကြိုတဲ့နေရာတွေဒီလိုမျိုးအဲ့လိုနေရာမျိုးမှာအဆင်မပြေရရောရှိလားဇကိုင်းမှာတကြိုတဲ့နေရာတော့ဟိုအဆင်မပြေရရှိတယ်ဗျဟိုဇကိုင်းမှာလုံးဝဟိုတကြိုတဲ့နေရာပေါ့ဟိုလူအရန်အများတဲ့အတွက်ပြတော့ဇကိုင်းမှာတကြိုတဲ့နေရာလေတနေရာပဲရှိရတော့တော်တော်တတ်ခဲ့ပါတယ်ကျိုးဆိုရင်ဟိုတခြားအစ္စလမ်ဘာသာဝင်တွေဆိုရင်သူတို့သူတို့လူမျိုးစုတွေကို မန်လေးဘက်ကိုပြန်ခေါ်ပြီးမှတချို့ဓာတ်ရည်လည်းရှိပါတယ်ခင်ဗျာအာဒီဟာလေးနောက်ဆုံးမေးခွန်းလေးပေါ့နော်အခုဆိုလို့ရှိရင်ဒါစခိုင်းမှာပေါ့နော်ဒီပြိုကျပျက်စီးမှုဖြစ်သွားတဲ့အထက်မှာဒါထိခိုက်မှုအကြီးမားဆုံးကဘယ်နေရာတွေဖြစ်မလဲမသိဘူးဟုတ်စခိုင်းမှာပြိုကျပျက်စီးမှုဆိုတာထိခိုက်မှုအများဆုံးကတော့ကျွန်တော်တို့ဒီမင်းလန်ရက်ကွက်ပါခင်ဗျအာမင်းလန်ရက်ကွက်ရဲ့ကျွန်တော်တို့ဒီမင်းလန်ရက်ကွက်ကနေပြောမယ်ဆိုမင်းလန်ရက်ကွက်ကနေဖြတ်သွားတဲ့ပါရမီရက်ကွက်တွေရှိမယ်ခင်ဗျအရင်မျိုးလေကောင်ကအဲတိုက်တွေဟိုပုံးတိုင်းတန်းနေ ကျွန်တော်အဲဒီစေးဆိုင်တန်းတွေအများဆုံးပြည်ကြပြည့်စုံမှုတွေအများဆုံးဖြစ်တယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အခုတော့မြို့ပြေဆောင်ဖြေချပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်ဟုတ်ကဲ့ရှင့်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ โอเคအခုလက်ရှိဒါစကိုင်းမျိုးကန်တရားပြောကြရရဆိုလို့ရှိရင်ဒါစကိုင်းမှာဒါအဓိကလိုအပ်နေတဲ့အရာတွေကတော့ဒါတောက်ရည်သန့်စေးဝါပေါ့နော်ပြီးတော့အခြေခံလိုအပ်ချက်ပစ္စည်းတွေပြီးတော့ညာဘက်တွေမှာဒါငလင်းဖြစ်မှာဆိုလို့ပေါ့နော်တို့အခြေအနေမျိုးမျိုးကြောင့်ညာဘက်တွေမှာအပြင်ထွက်ပြီးတော့အိတ်နေရမလို့ဒါချင်းတောင်းရင်းချင်းစေးခွေတွေပြီးတော့ချင်းမကောက်အောင်ဖျန်းတဲ့စေးရည်တွေပြီးတော့အမျိုးသမီးလာစင်သုံးပစ္စည်းတွေကအစားပေါ့နော်ဒါကလေးသုံးဆောင်ပစ္စည်းတွေရောဒါပစ္စည်းအများကြီးပဲလိုအပ်နေရဖြစ်ပါတယ်ရှင်အဲဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လဲဒါစကိုင်းမှာပေါ့နော်တွားရောက်လှူဒန်းချင်တဲ့သူတွေအတွက်လဲဒါလန်ခီးအခြေအနေကိုကြည့်ပြီးတော့တွားရောက်လှူဒန်းလို့ရပါ ပါတယ်အဲ့လိုမျိုးပစ္စည်းတွေအပြင်ကမှဒါလုံအားပေး volunteer တွေလည်းလိုအပ်နေရမှာဖြစ်ပါတယ်ရှင်အဲ့ဒါအပြင်ကမှဒါစကိုင်းမှာပေါ့နော်ဒါအဆက်အသွယ်မရဘဲနဲ့ဒါပျောက်ဆုံးနေတဲ့သူတွေပြီးတော့ပျောက်ဆုံးနေတဲ့တရိတ်ဆန်လေးတွေရှိတယ်ဆိုလို့ရှင်လည်းဒီ post ရဲ့အောက်မှာ comment မှတ်သားပေးလို့ရပါတယ်ရှင်